တော်လာမျိုးလိုအားလုံးပဲမင်္ဂလာညချမ်းပါကျွန်တော်ဒီနေ့မိဘပြည်သူတွေကိုပြောချင်တဲ့အကြောင်းအရာလေးအရဒီတစ်ခါတော့ကျွန်တော်တို့ပြည်သူတွေကိုနေ့စဉ်ရက်ဆက်ဒုက္ခပေးနေတဲ့အကြပ်ဖက်စစ်တပ်ရဲ့တောက်ထိုင်ပြူစောချီကိုတုတ်တင်ရှင်းလင်းတဲ့အရာလေးတခုကျွန်တော်မိဘပြည်သူချပြချစ်ပါနောက်ပြီးတော့ကျွန်တော်တို့နာမည်ကျော်နော်နာမည်တော့မရှိဘူးပေါ့ကျွန်တော်ဒါပတိန်မျိုးနယ်က ဟေဟောရောဒိတာသမားလေးကိုထက်ဝင်ရုံစစ်တပ်ကညနေပြင်ဘာအပြစ်မှမရှိဘဲနဲ့ဝင်ရောက်စင်းနေပြီးတတ်ဖြတ်လိုက်တယ်ဆိုတဲ့တည်လေးကျွန်တော်မိဘပြည်ကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ပရမဥသောပဲအဲကျွန်တော်တည်လေးကိုစောင့်မြုံနေတဲ့တော်လံပြည်သူတို့တယောက်ချင်းပြီးလေးစားပါရနော်ကျွန်တော်တို့အရင်မှန်လေးကျွန်တော်မိဘပြည်သူတွေနေ့စဉ်နဲ့မျှချပြပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ live လေးကိုမြင်ခဲ့တယ်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုတွေ့တယ်ဆိုရင် တဲလေးတွေထောက်ပြီးလိုက်ရင်ဆဲလေးတွေနဲ့ဤသူလေးဇီကုန်တင်းမှန်လေးတွေကြောင်းအောင်လုပ်ပေးကြဖို့သူတို့စွေတိကံပြည်သူကာကွယ်တိုင်ရင်32ကနေတိုက်ခိုင်းပါတယ်ခင်ဗျာ။နောက်ဥစွာကျွန်တော်တို့လက်ပဓာမှာစစ်မှုဒဏ်ကြေးကောက်ခံပြီးတော့တက်သားတစ်စုဆောင်နေသူတိုက်ဝါချောင်းအုပ်စုကြေးရွာယာယီမှုအုံကန်းမရှိကြိုက်သွားတယ်ဆိုတဲ့အကြောင်းလေးနော်။ဘုရားတိုင်းလက်ပဓာမျိုးနဲ့မှာစစ်မှုဒဏ်ကြေးအတရားမှာကောက်ခံနေတဲ့တော့ တိုက်ဝါချောင်းအုပ်စုဂျေးရွာအုပ်ချုပ်ရေးမှုအုံတန်းကိုလောင်းမလားဝိုင်းနိုင်ကြက်ကတ်ရှင်းလင်းခဲ့ပြီးတော့ပွဲချင်းပြီးမက်ဆီကိုက်သွားတယ်လို့တာဝန်ခံကိုကိုအောင်ကပြောထားတာတွေ့ရပါတယ်။မေလ21ရက်နေ့နနက်10:50မိနစ်ခန့်အချိန်လက်ဗရန်မြို့နယ်တိုက်ဝါချောင်းအုပ်စုမှာအကြမ်းဖက်စစ်ကောင်စီရိုင်းအိမ်မှုအုံတန်းကို၎င်းနေထိုင်ရာဂျေးရွာအတွင်းမှာရှိတဲ့လောင်းကစားဝိုင်းအတွင်းမှာပဲကျွန်တော်တို့တော်လိုင်းရဲပေါ်များဝင်ရောက်ပြီးတော့နော်ဒါခွေတင်ရိုင်းပို့ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။ ည်ဆုံးသွားသောအုံတန်းယာယီမှုသည်ပြည်သူများကိုအာဏာပြရေးဆက်ဆံခြင်းเนาะနောက်ပြီးတော့စစ်မှုတန်းကြီးအတင်းအဓမ္မတောင်းခံပြီးတော့မပေးနိုင်တဲ့ပြည်သူများကိုဖမ်းဆီးပြီးတော့အမိစင်းပေးပို့ခြင်းများအပြင်တော်စစ်တပ်ဝိလုခိုင်းတော့လောင်ကစားဝိုင်းများကိုလည်းပြည်သူလောက်ကိုင်းပေးနေတဲ့သူဖြစ်တယ်လို့เนาะဒါပြည်သူများကတိုင်ကြတာဖြစ်တဲ့အတွက်တော်လိုင်းတပ်ဖွဲ့ဝင်တွေကတွားရောက်ပြီးပြည်တင်ရန်ပို့ပေးတာဖြစ်ပါတယ်တဲ့ အဲကျွန်တော်တို့ကိုမမနဲ့ခေါင်းထဲကိုတစ်ချက်ရင်ဝါတစ်ချက်ခွေတင်ရိုင်းပို့ပြီးတော့ရိုင်းမှုကတော့နေရာမှာပဲခွေတင်ရိုင်းရောက်သွားပါတယ်အစိုးရတုတ်တင်ခွေတုတ်တင်ရှင်းလင်းမှုကိုတာယာဝရီခရိုင်ပကဖအမှတ်၁တိုက်ခိုက်ရေးတပ်ဖွဲ့ရွှေရမ်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာတော်လန်ရေးရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ကျွန်တော်တို့အထူးကမ်းရှိပြန်လည်စောက်ကွန်နိုင်ငံတို့လည်းထုတ်ပြန်ထားတာတွေ့ရပါတယ် ။နောက်ပြီးတော့ကျွန်တော်တို့နောက်တစ်ခုကဘာအပြစ်မှမရှိတဲ့ဟေဟော့အစိုးတော်လေးပေါ့နော်။ပတိန်ပတိန်ကြီးမျိုးနယ်မှာဟေဟော့နဲ့ရော့ဂီတာကမာလေးကိုထက်ဝင်ရုံစစ်တပ်ကညတကောင်ရအချိန်မှာဝင်ရောက်ဖမ်းဆီးပြီးတော့အကြောင်းမဲ့ပြင်းစဲတက်ဖြတ်လိုက်တယ်လို့ကျွန်တော်တို့သိရပါတယ်။မင်္ဂလာတိုင်းပတိန်ကြီးမျိုးနယ်အပြင်မှာအသက်24နှစ်အရွယ်ရှိတဲ့ဟေဟော့နဲ့ရော့ဂီတာကမာ ကိုထက်ဝင်ရံကိုစစ်တပ်ကညတကောင်ရံအချိန်မှာဝင်ရောက်ဖမ်းဆီးသွားပြီးတော့အလောင်းပြန်လဲပြီးမိသားစုကိုအတိပေးလာတော့ကြောင့်တေဆုံးသူကိုထက်ဝင်ရံရဲ့မိတ်ဆွေများကပြောထားပါတယ်။လောက်ရောက်မှရက်ဆက်တယ်နော်။ဒါစစ်တပ်ရဲ့လုပ်ပုံလုပ်ဒီပဲအရင်အတိုင်းပါ။မေလ20ရက်နေ့17ရက်နေ့အချိန်မင်္ဂလာတိုင်းပတိန်ကြီးမြို့နယ်မှာမေတောင်ကျေးရအုတ်ချုပ်အုတ်စုကလကြီးကလကြီးချံကျေးရမှာအသက်22နှစ်၄24နှစ်အရွယ်ကိုထက်ဝင်ရံခ စစ်တပ်ကကားပြစ်လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးတော့ဇင်နောက်မေလ23 23ရက်နေ့မန္တလေးစေယုံကြီးရင်ခွဲရုံကနေရောက်ရှိနေပြီဖြစ်ကြောင်းကြံရည်သူမိသားစုထံများကိုအကြောင်းကြားလာတယ်လို့ကျွန်တော်တို့သိရပါတယ်နိဗ္ဗာန်ရပြောက်ပေါ့ဗျာဖားသွားတယ်အတက်ပါမလားဘယ်လောက်ရုပ်မှရက်ဆက်လဲဆိုတာအဲ့ဒါပဲကြီးတော့နော်ဒီကောင်ဒီလောက်ရုပ်မှရက်ဆက်နေတာနောက်ပြီးတော့သူနဲ့နှီးဆက်တဲ့အတိုင်းဝိုင်းအားလုံးကဘာပြောလဲဆိုတော့ ။သူကဘာမှပြစ်မှုမလုပ်ထားဘူးတဲ့ကျွန်းလွန်ထားတာမရှိဘူး။ပြစ်မှုမှတ်တမ်းလည်းမရှိဘူး။အဲ့ဒါကိုအိမ်အထိလက်ဖမ်းပြီးတော့ညှင်းပန်းနှိပ်စက်တပ်ဖြတ်လိုက်တယ်။သူ့မှာဇနီးနဲ့နှစ်နှစ်ခွဲတမီးလေးကြံခဲ့ပါတယ်တဲ့။အလောင်းကိုလည်းဆေးရုံကနေတဆင့်ပဲတကြိုခိုင်းပြီးတော့တကြိုပြပါပြီးပြီးတော့ကိုထက်ဝင်ရင်မိတ်ဆွေများကလည်းပြောထားပါတယ်။ကဲဘာအပြစ်မှမရှိတဲ့ပြည်သူလူထုတယောက်ကိုဟမ်းပြီးတော့တပ်ဖြတ်လိုက်တယ် ကဲမိမနဲ့နှစ်နှစ်ခွဲကလေးကြံနေမင်းတို့လူလားခွေးလားဥပ္ပိစဉ်းစားကြည့်တော့နော်မတို့စကားတွေအများကြီးပြောနေရတယ်မင်းတို့လူလားခွေးလားဆိုတာကမတို့ကမင်းတို့မေးရမှာဖြစ်တယ်ဘလော့တောင်မင်းတို့ကျုံးမှာရက်ဆက်နေအောင်မှာကြည့်လို့ပေါ့စစ်ရှုံးတော့ရှုံးတယ်လို့ဝန်ခံပြီးတော့သူ့စင်သွားကြပေါ့ဟင် ြည်သူကြွေးတဲ့ဓမင်းကိုစားနိုင်ငံတော်ကကြွေးထားတာမဟုတ်ဘူးမင်းတို့မင်းအွန်လိုင်းကကြွေးထားတာမဟုတ်ဘူးမင်းတို့မင်းတို့ရဲ့ကမ္ဘာကြီးရဲ့စောက်ခုံးမှဒီလိုလာလဲမင်းတို့ဓမင်းကြွေးရတာမဟုတ်ဘူးပြည်သူကကြွေးထားနိုင်ငံတော်ကကြွေးထားတာမဟုတ်ဘူးငါတို့ဒီအမိငါတို့ဒီအဖမိမြန်မာနိုင်ငံတော်ကိုကာဝယ်စောက်ရှောက်ပါပြီအမင်းတို့ဘဘကြီးရဲ့စောက်ဖို့နော်အမင်းတို့ဘဘကြီးရဲ့စောက်ဖို့ကအဲ့လိုလား အမှန်တော့ဆောင်ဖို့အမှန်ကဒီသူသာအမိဒီသူသာအဖဒီသူရဲ့အတက်အဝိစည်းစိမ်ကိုကာကွယ်စောင့်ရှောက်ပါမင်းတို့တစ္ဆာဆိုရတာအဲ့လိုဆိုတာကခုနကလိုငါတို့ဒီအမိငါတို့သာအဖဘဘအကြီးနဲ့ကျူကျူလာကြီးကျမ်းမာချမ်းသာပါတယ်ဆိုပြီးတော့မင်းတို့တစ္ဆာဆိုရတာမဟုတ်ဘူးကျူကျူရလံကိုကာကွယ်ပေးပါမယ်ဆိုမင်းတို့တစ္ဆာဆိုရတာမဟုတ်ဘူးဒီသူကမုစုမဆုပေးလိုက်တဲ့အကုန်ဘာနာနဲ့မင်းတို့ကိုလာစာကျေးပြီးတော့ငါတို့ဒီမိငါတို့ဒီ ဖဆိုတဲ့တူတူလာနဲ့စောက်ခေါမောင်းပဲကာကွယ်မနေနဲ့တချိန်ကြည့်သူမြတ်တာဆိုရင်ဝေရှင်ဘောကနေရင်တော့မြေပေါ်မှာပုံကနေကြပြီးမီးလောင်နေတော့နော်အရှင်းရှင်းပြောရအောင်တချင်းဆိုတော့ဆိုတော့တချင်းဆိုတော့ဒီကောင်သတ်မှာနောက်တစ်ခုကတီတူတွေကိုအတင်းအာရမစစ်မှုထမ်းခိုင်းနေတယ်ကောင်။ဒါကောင်လဲဆိုတော့ဒလန်ပေါ့ဗျာအုတ်ချုပ်ရင်း ။အောက်ဘုံမျိုးနဲ့မြောင်ချောကုန်းရောက်မှာစစ်မှုထမ်းခြင်းမပေးနိုင်တော့ပြည်သူများကိုစစ်တပ်ခေါ်ပြီးလိုက်လံဖမ်းဆီးမှုချင်းချောင်းနေသည်။ကျွေးရအုပ်ချုပ်ရင်းမူတန်းလွင်ခွေတင်ရိုင်းပုတ်ခံလိုက်ရအခုတိုင်းအောက်ဘုံမျိုးနဲ့မြောင်ချောင်းကျေးရွာမှာစစ်မှုထမ်းခြင်းမပေးနိုင်တဲ့ပြည်သူများကိုချင်းချောင်းပြီးတော့စစ်တပ်နဲ့ဖမ်းခိုင်းနေတယ်။ဖမ်းဆီးမယ်ဟုချင်းချောင်းနေတဲ့အုပ်ချုပ်ရင်းမူတန်းလွင်ကိုခွေတင်ရိုင်းပို့ခဲ့ရ။တာယာဝီခရိုင်အမှတ်1တက်ရင်တက်ခွဲ9ဂျိုးပင်ကော့ ကနေပြီးတော့ပြောထားပါဗျ။မေလ24ရက်နေ့မိုးလပိုင်းတနာရီအထမှာပုဂ္ဂိုလ်မျိုးနဲ့နော်လှစဉ်အုပ်စုမြောက်ချောင်းကိုရွာမှာစစ်မှုထမ်းခြင်းဟုဆိုတာတဲ့အိမ်ောင်းလေးငွေချက်3သိန်းပေးရန်နော်တောင်းဆိုတဲ့တောင်းခံပြီးတော့မပေးနိုင်တဲ့ပြည်သူများကိုစစ်တပ်ခေါ်ကဖမ်းဆီးမိမှုချင်းချောက်နေတဲ့အုပ်ချုပ်ရေးမှူးတန်းလွင်ခွေးတင်ညာရင်ပို့လိုက်ပါပြီပို့လိုက်တဲ့နေရာကခွေးချောင်းအနီးကားလမ်းပိုင်းမှာပဲပို့လိုက်တာဖြစ်ပါ เนาะအဆိုပါတိုက်ခိုက်မှုကိုတာယာဝေခံရအမှတ်1တက်ရင်တက်ခွဲ9ဒုဗိငောက်ယောက်ျားတက်ခွဲကပြုလုပ်ထည့်ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအကြီးကဲမရှိပြန်လဲစောက်ပါနိုင်ခဲ့တယ်လို့ကျွန်တော်တို့သိရပါပြည်သူတွေကိုအနိုင်ကျင့်စွမှုထမ်းမဖြစ်မနေဆိုပြီးတော့အောက်ချုပ်ရေးမှုများကိုနေရာဆိုင်တုတ်တင်ရှင်းလင်းသွားမှုဖြစ်ကြောင်းတတိပေပြောကြားထားပါဒီကပြည်သူများကအနေနဲ့လဲစာကားစာနဲ့ပတ်သက်တဲ့စာကားစာပေါ့နော်ဒီ အကြမ်းစစ်တပ်နဲ့ပတ်သက်တဲ့နေရာမှန်သမျှရန်ရယံရန်ရယံမှန်သမျှနဲ့ဝေးဝေးနေပေးဖို့လေမေတ္တာရက်ခံထားပါဘလောက်ကောင်းလိုက်တဲ့တည်င်းလေးပြည်သူနေတဲ့နေမြဒုက္ခပေးနေတဲ့ခွေးနှစ်ကောင်ဆော်ပြီးတဲ့အတင်းနောက်တဲ့ခွေးတစ်ကောင်အစ်စ်ပါသွားတယ်เนาะမင်းလာမျိုးနဲ့မှာပြည်သူများကို PDF ထောက်ဖို့ဆိုတာဖန်စီတက်ပြတ်ခိုင်းနေသည်စစ်တဲ့တည်င်းပေးစံထဲကိုအရှင်ဖမ်းမိတော့လေခုခံထွက်ပြေးတဲ့ စောက်ဖောက်ကိုတုံးချက်ပြစ်ပြီးခွေးစင်ရိုင်းပို့လိုက်တယ်လို့ဆရာတို့သိရပါတယ်။အခုတိုင်းမင်းလာမျိုးနယ်မှာပြည်သူများကို PDF ထောက်ဖို့ဆိုတာဖန်စီတက်ဖြတ်နော်နေတဲ့စက်တက်တင်ပေးစမ်းသေးကိုအရှင်မိတော်လဲခုခံထွက်ပြေးတဲ့ပြည်ခွေးစင်ရိုင်းပို့လိုက်ရပါတယ်လို့သိရပါတယ်။ကောင်းလိုက်တဲ့တင်ပကိုးတိုင်းရဲ့မှာခွေးတွေတော်တော်ပေါ်တာပဲ။ပကိုးတိုင်းမင်းလာမျိုးနယ်ထဲမှာပြည်သူများကို PDF ထောက်ဖို့ဆိုတာဖန်စီတက်ဖြတ်ဖို့နေတဲ့စစ်တပ်တရေပေးစံသေးကိုအရှင်ဖမ်းမိတော်လဲ ခုခံထွက်ပြေးရဖြစ်ကဖန်းစီရခွေတညာရောက်သွားပြီးတော့ပြက်ကဖန်းစီတဲ့အဖွဲကတော့တာယာဝီခရိုင်တက်ရင်38တုံညာနဲ့တက်ခွဲ9မှာတောင်းရရှိသူတို့ကပြောထားပါတော်လိုက်တဲ့တက်ရင်နော်ဒါကြောင့်မို့ခွေများများသိရင်ကျွန်တော်တို့ပြည်ရပဲအကောင်းဆုံးနေရပါဗျာနောက်ပြီးတော့ကျွန်တော်တို့ဒါဖန်းစီပြီးတဲ့အပြင်လာမှာပဲဒါတုတ်တင်ရှင်းလင်းပြီးတော့ဇာမနီနဲ့ဥတလုံးတောင်တိုက်ပွဲကုန်းမှာလဲသူလမ်းပြပေးခဲ့ပါတယ်တကောင်ကလောက်လာတာအများကြီးပဲ ပြည်သူတွေထောက်ပံ့တဲ့ပြည်သူတွေပေါ့နော်နိုင်ငံသားတွေထောက်ပံ့တာလို့စစ်ကြောင်းလမ်းပြပေးတာလို့ဒီကောင်လုပ်တယ်လို့ပြောထားပါဒါကြောင့်မို့ကျွန်တော်တို့ပြောချင်တာကအာနာရှင်တောက်တိုင်များနဲ့ဝေးဝေးနေပြီပါအာနာရှင်ရန်ရယများနဲ့ဝေးနိုင်တော့ဝေးဝေးနေပြီပါအားလုံးပဲကျွန်တော်ရဲ့တည်င်းလေးကိုနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်